နိုင်ငံတကာပညာရေးခွင့်လန်းနေကြအောင်ပြင်ဆင်ပေးနိုင်ပါတယ် Dalwich College ကျောင်းသားကျောင်းသူတွေဟာနိုင်ငံတကာတက္ကသိုလ်တွေမှာဝင်ရောက်ပညာသင်ခွင့်ရတဲ့မှတ်တမ်းတွေများစွာရှိပါတယ် ပြည်ထောင်ရဲမင်းသားတွေဖြစ်တဲ့မင်းသားဝီလျံနဲ့ဟယ်ရီတို့ဟာသူတို့ရဲ့မိခင်ဒိုင်ယာနာတိဆုံတဲ့နေမှာမိခင်နဲ့စကားအနှင်းငယ်သာပြောကြရတယ်လို့ထုတ်ပေါ်ပြောကြခဲ့ပြီးအဲ့ဒါဟာသူတို့အတွက်တော့စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေတယ်လို့ပြောပါတယ်။ပါရီကလည်းသူနဲ့စကားလမ်းပြောဖြစ်ခဲ့တာဖြစ်ပြီးကျွန်တော်ပြောခဲ့တဲ့စကားကိုတော့ကျွန်တော်တတိယနေတာမျိုးမဟုတ်ပေမယ့်ဖုံးခနလေးပြောလိုက်ရတာကကျွန်တော်ပေါ်မှာနောက်လာရစရာဖြစ်ချင်ရင်နေခဲ့ပါတယ်လို့မင်းသားဟယ်ရီကမိခင်နဲ့ပတ်သက်ပြီး IDV ကရှိုက်ကူးတဲ့မှတ်တမ်းကမှပြောကြခဲ့ပါတယ်။1999ခုနှစ် ဩဂတ်စ်လအတွင်းကသူတို့ရဲ့မိခင်ဒိုင်ယန်နာနဲ့ဒိုဒဲအဖာရက်တို့ဟာသတင်းတပုံသမားတွေလိုက်လို့ရင်းကိုအမြန်မောင်းပြေးရှာကနေပါရီမြို့လေခေါင်ကဥမင်နဲ့မှာရင်းမတော်တဆဖြစ်ပွားခဲ့ကြတဲ့ မင်းသားဝီလျံက15နှစ်သားရှိသေးပြီးဟယ်ရီကတော့12နှစ်သားရှိသေးတာဖြစ်ပါတယ်။အဲ့ဒီအချိန်ကပြင်သစ်လူမျိုးရှင်ပေါင်းဟင်နရီပေါ်ဟာသတ်မှတ်ထားတဲ့အရထဘုံဘို့တောက်သုံးထားကြောင်းတွေ့ရှိရပြီးရင်မတော်တဆမှုမှာရမောင်းဖြစ်သူလည်းတည်ဆုံးခဲ့တာဖြစ်ပါတယ်။မိခင်ဖြစ်သူကပါရီမှာရင်မတော်တဆဖြစ်ပွားချိန်မင်းသားနှစ်ဦးကစကော့တလန်ရှိဘီယမကြီးရဲ့အိမ်တော်မှာရှိနေကြတာဖြစ်တယ်လို့သိရပါတယ်။ဟယ်ရီနဲ့ကျွန်တော်တို့ဟာနောက်မှတွေ့မယ်ဆိုပြီးနှုတ်ဆက်စကားကိုအပြေးလွှားပြောလိုက်ကြရတာဖြစ်ပါတယ်။အဲ့ဒီကလေးကအခုလိုအမေတီသွားခဲ့မယ် င်မှန်းသိရင်အမေနဲ့စကားပြောခဲ့တာတွေအခြားအရာတွေဟာရိုးနေပြီဆိုတဲ့အနေအထားမျိုးဖြစ်ခဲ့မှာမဟုတ်ပါဘူးဒါပေမဲ့အဲ့ဒီတုန်းကဖုန်းခေါ်တာဟာကျွန်တော်စေကိုအကြီးအကျယ်လွှမ်းမိုးနေခဲ့ပါတယ်လို့မင်းသားဝီလျံက INTV ကိုပြောပါတယ်ဇူလိုင်လ24ရက်နေ့မှာ UK မှာထုတ်လွှင့်ပြသမဲ့ကျွန်တော်တို့ရဲ့မေမေဒိုင်ယာနာနဲ့သူ့ဘဝသူ့အမွေနဲ့ဆိုတဲ့သတင်းမှတ်တမ်းကမှမင်းသားနှစ်ပါးကသူတို့ရဲ့မိခင်ကသူတို့ကိုကြောင်းလာကြူတာလန်ဒန်တခွင်ကိုဘသူမှမသိအောင်လိုက်ပို့ပေးခဲ့တာတွေကပြောစရာကောင်းခဲ့တယ်လို့ထုတ်ဖော်ပြော ြခဲ့ကြပါတယ်။ဝေးလာမင်းသမီးဖြစ်ထဲရှာခဲ့တဲ့ဒိုင်ယနာမင်းသမီးအတွက်ရုပ်တုဖန်တီးဖို့တူမကွယ်လိုနဲ့အနှစ်20ပြည့်နှစ်ပတ်လည်မှာရမုံငွေကောက်ခံမဲ့အဖွဲ့ကိုထူထောင်သွားမှလည်းဖြစ်ပြီးအဲ့ဒီရုပ်ထုကိုတော့တူမနေထိုင်ခဲ့တဲ့လန်ဒန်မြို့ရှိကင်စင်တန်နန်းတော်တွေကပန်းဦးရမှာစိုက်ထူသွားမှဖြစ်တယ်လို့သိရပါတယ်။